လက်ရှိပရီးမီးယားလိရဲ့အကောင်းဆုံးကွင်းလည်ကစားသမားဆေးဦးပရီးမီးယားလိရခက်ခဲကြမ်းတမ်းပြီးတော့ထိတ်တန့်စေနေရရကျင်နေဆိုလို့ရှိရင်အဲ့ဒီညာနဲ့ထိုက်တန်ကစားပြဖို့တော့လိုအပ်ပါတယ်ကျွန်တော်ပြောတဲ့ကွင်းလေလူဆိုတာကပါမာဖလိုရီယန်ဝါစ်ဒါမှမဟုတ်အီဘရာဂျီအီဇီဝလိုမျိုးရှီတန်းကစားသမားအဖြစ်လည်းတတ်မှတ်နိုင်တဲ့ပုံစံမျိုးပြောတာမဟုတ်ပါဘူးနောက်တန်းနက်နက်ကစားရတဲ့သူတွေခန်းစစ်နေရာအတွက်စိုးရင်စရာမလိုပဲနဲ့433ကွင်းလေဘဟုမှာအသုံးပြုရမယ့်ကစားသမားတွေအကြောင်းဖြစ်ပါတယ်နံပါတ်10မာတင်ဇူပီမန်နီအာဆင်နယ် ။လွန်ခဲ့တဲ့ဆယ်နှစ်လကမာတင်ဇူဘီမန်တွေကိုခေါ်ယူနိုင်ခဲ့ခြင်းမရှိတာလီဗာပူးရဲ့ရေတိုအခွင့်အလမ်းတွေကိုထိခိုက်စေခဲ့တဲ့ပုံမပေါ်ပါဘူး။အဲဘာလို့လဲဆိုတော့သူတို့ရဲ့ကွင်းလေ၃ယောက်ပြေးကြတဲ့ Gravin Bash, Mark Allister နဲ့ Dominic Sobo Slino တို့ကပြီးခဲ့တဲ့ Premier League Champions League ကို AC ဆုကူးနိုင်ခဲ့လို့ပါပဲ။ဒါမဲ့ Spain လူကြီးစဉ်အသင်းကသူတို့ငယ်ဘဝက Club Real Sociedad တက်မှာနောက်ထပ်တနေ့ကစားပြီးရနောက်၁၂လအကြာမှာဂန်နာသင်းနဲ့ပူးပေါင်းမှု Liverpool ကိုပယ်ချပြီးရနောက် Arsenal မှာချက်ချင်းအောင်မြင်မှုရရှိခဲ့ပါတယ်။နံပါတ်5 Enzo Fernandez, Chelsea ကျဲစီကပတ်စံအလုံးလောက်သုံးရင်ပြဿနာအားလုံးကိုဖြေရှင်းနိုင်တယ်ဆိုတာတခြားကလပ်တွေထက်ပိုပြီးတော့သိပါတယ်။၂၀၂3ခုနှစ်ဇန်နဝါရီလမှာကမ္ဘာဖလားဆုရှင်အန်ဆိုဖာနန်ဒက်အတွက်ဘေဗီကတောင်းဆိုတဲ့ပေါင်၁၆တသမ၈သန်းအောင်ပေးချေဖို့သူတို့ရဲ့ဆုံးဖြတ်ချက်ကအစောပိုင်းတနည်းလောက်မှာပေါ်စတယ်လို့ထင်ရပေမယ့်အခုတော့နေငယ်ပိုပြီးတော့လက်ခံလာနိုင်ပါပြီ။နံပါတ်၈ဒိုမီနစ်ဆိုဘူစလိုက်လီဗာပူးဒီအဆင့်သမတ်ချက်တွေကိုနွေရာသီမှာအစပြုခဲ့ပေဆိုလို့ရှိရင်လီဗာပူးရဲ့အကောင်ဆုံးကစားသမား၁၁ဦးတွေကဆူဘိုစလိုင်း၁ဦးတွေသာစီးရင်ဝင်မှုအတွက်အခက်အခဲရှိမှာဖြစ်ပါရည် အသက်25နှစ်ရဲ့ကစားသမားဟာကွေးလေတွေကဘေးနေရာမှာမဆိုပြိုင်ပွဲအားလုံးမှာ၃ဂိုးသွင်းပြီးတော့၅ဂိုးဖန်တီးပေးထားတာကသူ့ရဲ့တာဝန်ကိုကျေပွန်စွာထမ်းဆောင်နေရဖြစ်ပါပြီ။နံပါတ်9ဂရာနစ်ဇာခာဆန်ဒါလန်နောက်နောက်၂၁ခုနှစ်ကိုပြန်လှည့်ပြီးတော့၄နှစ်အကြာမှာဂရာနစ်ဇာခာကမ္ဘာအကောင်ဆုံးကွေးလေလူတွေကတဦးဖြစ်လာအောင်သာမကဘဲနဲ့ဆန်ဒါလန်အတွက်ပါကစားနေရလို့ပြောခဲ့မယ်ဆိုလို့ရှိရင်ကမ္ဘာပြတ်တော့မယ်လို့လူတွေကပြောတယ်လို့ဖြစ်ပါလိမ့်မယ်။အင်းအာဆီနေမှာတာဝန်ယူလို့မရတဲ့သူဖြစ်သက်မှတ်ခံရပြီးတော့ဇာခာမိကိုတုတ်စီရမလိုအောင်လို့ပိုကောင်းအောင်လှုပ်ဆောင်ပေးတဲ့နေကစားသမားမျိုးဖြစ်ပါရည် နံပါတ်6 Bruno Gimaris Newcastle ကနေရာဒီအပြောင်းရွှေ့ကာလအဆုံးမှာ Alexander Isak ကိုရောင်းချဖို့တဲ့ဖိအားပေးခံခဲ့ရပါတယ်။ပေါင်125တန်းဆိုတဲ့ဈေးနှုန်းဟာဘယ်ကစားသမားအတွက်မဆိုလက်ခံမှုခက်ခဲတဲ့ဈေးနှုန်းဖြစ်ပါတယ်။ဒါမဲ့အနည်းဆုံးတော့သူရဲ့ခေါင်းဆောင်ကိုတော့ရောင်းထုတ်စရာမလိုသေးပါဘူး။နံပါတ်5 Martin Odegaard Arsenal မာရင်အိုရီကက်ကိုဘယ်နေရာမှာထားမလဲဆိုတာမလွဲပါဘူး2023 24မှာမန်ချက်စတာစီးရီးရဲ့ဒုတိယနေရာကိုရရှိခဲ့ခြင်းတော့သူက player of the year ဆင်းဝင်ခဲ့သူဖြစ်ပြီးတော့ ရီးမီးယားလေးမှာလည်းပဲထူးချွန်တဲ့မှတ်တမ်းတစ်ခုရှိထားသူဖြစ်ပါတယ်။အိုရီကတ်ကသူ့ရဲ့နောက်ဆုံးထံရကနေပြီးတော့ပြန်လာဖို့အတွက်နှီးစက်နေဖြစ်ပြီးတော့အသင်းအတွက်အန်ဩစရာတွေယူဆောင်လာပေးနိုင်ဖို့အတွက် အာဆင်နီကမျှော်လင့်နေမှာပါ။နံပါတ်၄ဘရူနိုဖာနန်ဒက်မန်ချက်စတာယူနိုက်တက်ရိုဘင်မွန်ရင်းကဘရူနိုဖာနန်ဒက်ကိုသူ့ရဲ့343ကစားကွက်မှာစန်ဒရီဒီဖြစ်တဲ့နေရာကိုအတင်းကျပ်တွန်းပို့ဖို့ကြိုးစားခဲ့ပါတယ်။ဘလို့ပဲဖြစ်ဖြစ်သူကယူနိုက်တက်ရဲ့ခေတ်တဲ့အကောင်းဆုံးကစားသမားဖြစ်ပြီးတော့သူ့ကိုဗဟုပြုပြီးအသင်းကိုတီဆောက်တဲ့ကျယ်ဝင်းတစ်ပွင့်ဖြစ်ပါရည်။နံပါတ်3ရိုဒရီမန်ချက်စတာစီးတီး ။အိုရီကလိုပဲရိုဒီကိုအဆင့်သတ်မှတ်ဖို့အတွက်ခက်ခဲပါရီ။သူကလုံးခဲ့တဲ့တနစ်ကျော်ကဘော်လုံးနောက်ဆူကိုစုကူးခဲ့ပေမဲ့ ASEAN ဒဏ်ရာနဲ့တခြားဒဏ်ရာအသေးစားတွေကြောင့်မလို့ဒီအောင်မြင်မှုနောက်ပိုင်းမှာလက်ချိုးရည်လိုရတဲ့အကြိမ်လောက်သာကစားနိုင်ခဲ့တာဖြစ်ပါရီ။နံပါတ်1 Moises Caicedo Chelsea Moises Caicedo အတွက်ငွေတစိမ့်စုဖြစ်ပါရီ။ဒါရှင်းစရာမဟုတ်ဆိုမဲ့ Chelsea ကိုအားပေးသူတွေကတော့သူကပထမနေရာမှာမရတော့စိတ်မပျော်မရွှင်ဖြစ်ကြမှာတေးကြပါရီ။ သူရဲ့ကွေးလေတွဲဖက်ဖာဒန်တက်လိုပဲကိုင်ဂျီရိုကစတန်ဖို့ဘရစ်မှာခြေစွမ်းရှာဖို့အချိန်ယူခဲ့ရပါတယ်။၂၀၂၃-၂၄အမှားများတဲ့ခြေစွမ်းတွေရှိခဲ့ပေမဲ့အခုတော့ကွေးလေလူတွေအားလုံးရဲ့ထက်မှာခေါင်းတစ်လုံးတာနေပါတယ်။နံပါတ်၁ဒီကလာရိုက်စ်အာဆင်နယ်ဒီဒီကလာရိုက်စ်ကပရီးမီးယားလိအကောင်ဆုံးကွေးလေလူပဲဖြစ်ပါတယ်။သူကဆန်နှုန်းကိုတတ်မှတ်သူတခြားသူတွေအတူယူခြင်းနဲ့သူနဲ့နှိုင်းရှင်ခံရတဲ့ကစားသမားဖြစ်ပါတယ်။ဒါသူဘလောက်အရေးပါတဲ့ကစားသမားလဲဆိုတော့ပြသနေရပါ။ရိုက်ကစူရီနဲ့အောင်မြင်မှုတွေအများကြီးစုဆောင်းထားနိုင်ခဲ့ပါတယ်။ အခုသူနဲ့ကပောက်လုံးဆိုင်ရာအတိမတ်ပြမှုကြားထဲမှာတားဆီးနေတာကအကြီးကစုပလားတစ်ခုပဲရှိတာဖြစ်ပါရည်။